ာနာရှင်တယောက်ဖြစ်ရတာဟာတိတ်တော့လွယ်မနေပါဘူးကိုလိုပဲအာနာရှင်ဖြစ်ချင်နေသူတွေကများနေလေတော့ကိုထိုင်ကုန်မပြအောင်လဲထိန်းရသေးတယ်ကိုရဲ့အတိုက်ခံဖွဲ့စည်းတွေကိုလည်းနှိပ်ကွပ်ရတယ်ကိုရဲ့မဟာမိတ်နိုင်ငံတွေကိုလည်းဖားရသေးတယ်ပိုဆိုးတာကဆင်းရဲဆုပ်ပြတ်နေတဲ့ကိုနိုင်ငံကငတ်ပြတ်နေတဲ့ပြည်သူတွေရဲ့စီးပွားရေးကိုလည်းပြန်ကြည့်ရသေးတယ်မဟုတ်ရင်ပုံကန်ထကြွမှုတွေကရှိလာနိုင်တာကိုဒီအခက်ခဲတွေကိုကြုံခဲ့ရသူကတော့ဇင်ဘာဘွေနိုင်ငံကသမ္မတရောဘတ်မူဂါဘီပဲဖြစ်ပါတယ် သူ့ရန်သူတွေကိုနှိကွဖို့နဲ့သူ့လူတွေကိုချီးမြှောက်ဖို့သူပတ်စံလိုပါတယ်။ဒါကြောင့်ပြည်ရင်းမှာအခွန်ကောက်လို့ရသမျှအကုန်ကောက်လို့တော့ပြည်ပရင်းနှီးမြုပ်နှံသူတွေအကုန်လန့်ပြေးကုန်ပါတယ်။ဒီတော့ပြည်သူတွေအကုန်လှုပ်လှမဲ့ဖြစ်ကုန်ပြီးဆင်းရဲတွေကပုံနှက်လာပါတယ်။ဆိုတော့ငတ်နေတဲ့ပြည်သူတွေစီကအခွန်ဘလို့ကောက်လဲ။နိုင်ငံနိုင်ငံရဲ့အစိုးရဖြစ်ရတာဟာကောင်းတာတစ်ခုကတော့ပတ်စံထုတ်ဆက်ကြီးပိုင်ထားတာပါပဲ။လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ပတ်စံကြိုက်တဲ့လောက်ထုတ်လို့ရပါတယ်။ မူဂါဘီလည်းဒီအတိုင်းပဲလုပ်ခဲ့ပါတယ်။ပတ်စံတွေရိုက်ထုတ်လိုက်ရုံနဲ့တော့နိုင်ငံစည်းပွားရေးတိုးတက်မလာတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်းဝင်မလာပါဘူး။ပြည်တွင်ထုတ်ကုန်ကတိုးမလာပဲပတ်စံတွေပဲပုံများလာလေတော့ချီရင်ဆွဲကုန်ပစ္စည်းကိုပဲဈေးပိုပေးပြီးဝယ်လာကြတဲ့အခါကုန်စည်နှုန်းတွေတက်လာပါလိမ့်ရော။ထိမနိုင်သိမနိုင်ဇက်လန်ကအဲ့ဒီတော့မှစတာ။ကုန်စည်နှုန်းတက်လာတယ်ဆိုတာဟာငွေတန်ဖိုးကျသွားတာပါပဲ။ဒီကုန်ပစ္စည်းကိုပဲအရင်ကထပ်ပတ်စံများများပေးပြီးဝယ်ရတဲ့သဘောပါပဲ။ဒီတော့ပတ်စံများများပို့လိုလာပါတယ်။ ဒါကြောင့်ပတ်စံတွေထပ်ပြီးရိုက်ထုတ်ရပြန်လာပါတယ်ပတ်စံတွေထပ်ပြီးရိုက်ထုတ်တော့ငွေတန်ဖိုးထကြလာတယ်ဒါကြောင့်ပတ်စံတွေထပ်ရိုက်ဖို့လိုလာပြန်တယ်ဒီလိုနဲ့ပတ်စံတွေရိုက်ထုတ်လေငွေတန်ဖိုးကျလေနဲ့မုံလုံးဆက်ကူကပ်ပြီးဂျာအေသူ့အမူရိုက်ပါလေ2000ခုနှစ်တနှစ်အတွင်းမှာပဲကုန်စည်နှုန်းက150ရာခိုင်နှုန်းတက်သွားပါတယ်2002ခုနှစ်ရောက်တော့200ရာခိုင်နှုန်းတက်သွားတယ်2003ခုနှစ်ရောက်တော့600ရာခိုင်နှုန်း2006ခုနှစ်အရောက်မှာတော့1000ရာခိုင်နှုန်းတက်သွားပါပြီ။အိမ်သာသုံးတစ်ရှူးတောင်ဇင်ဘာဝေဒေါ်လာ418ဒေါ်လာပေးရပါတယ်။ အဲ့ဒါကတ िश ူးတလိမ့်မဟုတ်ပါဘူးတရွက်သေးပါငွေစည်းလို့ကြတာဟာမြန်အောင်လို့မနက်ကငွေစည်းနဲ့ညနေကငွေစည်းတော့မတူတော့ပါဘူးဒီတော့ပြည်သူတွေကသူတို့လက်ထက်ပတ်စံမထားတော့ပဲပစ္စည်းတွေအမြန်လိုက်ဝယ်ကြတယ်ပတ်စံတွေတောက်လျှောက်ရိုက်ထုတ်နေလေတော့ဇင်ဘာဝေပြည်သူတွေဟာတန်းကြွယ်တွေဖြစ်လာကြပါတယ်ဒါပေမဲ့ဇင်ဘာဝေဒေါ်လာတန်းကချက်ထောင်တော့ဝယ်လို့မရပါဘူးဒါပေမဲ့လည်းအစိုးရကတော့ပတ်စံတွေထပ်ပြီးရိုက်ထုတ်နေတော့ပါပဲအတန်ကြီးတွေပို့ပို့ပြီးတော့ရိုက်ထုတ်လာပါတယ်ပထမတန်းတန်းနောက်တန်းတရာတန်း 10ဘီလီယံတန်းတထောင်တန်း100ဘီလီယံတန်း2008ခုနှစ်ရောက်မှာတော့100ထရီလီယံထိကိုရိုက်ထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကုန်စည်နှုန်းတက်တဲ့ရာခိုင်နှုန်းကတလကို7.6ဘီလီယံတနည်းအားဖြင့်တန်ပေါင်း8600ရာခိုင်နှုန်းနဲ့တက်နေပါပြီ 7.6 billion ရာခိုင်နှုန်းဆိုတာကအစနဲ့တွက်ရင်အစပေါင်း86တန်းဖြစ်ပါတယ်။ဆိုလိုတာကဒီတစ်လမှာဇင်ဘာဝေဒေါ်လာတဒေါ်လာပေးပြီးဝယ်ထားတဲ့ပစ္စည်းဟာနောက်လမှာဇင်ဘာဝေဒေါ်လာ86တန်းဖြစ်သွားပါမယ်။ငွေလဲနှုန်းမှာ American ဒေါ်လာကိုဇင်ဘာဝေဒေါ်လာဘယ်လောက်လဲဆိုတော့ဒီလောက်ပေးရပါတယ်။ဒီလိုနဲ့အဲ့ဒီ2008ခုနှစ်မှာပဲဇင်ဘာဝေဒေါ်လာဘယ်လိုမှသုံးမရတော့တဲ့အခါပြည်တွင်းမှာနိုင်ငံသားကိုသုံးဖို့ကိုမူကာဘီကတတ်မှတ်လိုက်ပါတယ်။အဲ့ဒီတော့မှပဲဇင်ဘာဝေရဲ့အလွန်မင်းငွေကြေးဖောင်းပွားမှုကလည်း ပြီးဆုံးသွားပါတော့တယ်။ Hyper inflation လို့ခေါ်တဲ့အလွန်အမင်းငွေကြေးဖောင်းပွားမှုကဇင်ဘာဝေတနိုင်ငံနဲ့ကြုံဘူးတာမဟုတ်ပဲအခြားနိုင်ငံတွေလည်းကြုံဘူးကြပါတယ်။ဥပမာ1923ခုနှစ်မှာဂျာမနီနိုင်ငံ1949မှာတရုတ်နိုင်ငံနဲ့1994မှာယူဂိုစလာဗီးယားနိုင်ငံတို့လည်းအသီးသီးကြုံဘူးပါတယ်။ဒါပေမဲ့ဇင်ဘာဝေရဲ့ hyperinflation ကတော့ ီပရင်းနှီးမြုပ်နှံမှုနဲ့ပြည်တွင်ထောက်ကုံတိုးအောင်လုပ်ဖို့မကြိုးစားဘဲပတ်စံတွေကြီးပဲရိုက်ထောက်ခဲ့တဲ့အစိုးရရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက်ကြောင့်ဖြစ်ခဲ့ရတာပါ